အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ညီလေးကိုတီးစေတဲ့အနေထိုင်မှုများဆိုတဲ့ကောင်းစင်လေးနဲ့ပြန်လည်ပြီးမှတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမအဆုံးအမျိုးသားတွေရဲ့စိတ်ကသူတို့အဘောအတွက်တကယ်ကိုအရေးကြီးတဲ့အရာလို့ပြောလို့ရပါတယ်တကယ်လို့အမျိုးသားတွေကသူတို့ရဲ့စိတ်ကို အမျိုးသမီးထက်ပိုပြီးတော့အာယုံစိုက်ကြတဲ့ဆိုတော့သူတည်တနာအမှတ်တမ်းတွေလည်းရှိပါတယ်ဒီနေရာမှာပြောချင်တာက စိုက်လုံးဝကိုထောင်မတ်ပြီးအချင်းနေရဲ့အရွယ်အစားကိုပြောတာပါ အရွယ်အစားကိုမြအားဖြင့်မြူးရိုးကိုလိုက်ပြီးတော့ဆုံးဖြတ်ကြပြီးမဲ့နေထိုင်မှုလုံးဝပုံစံအမားတွေကလည်းသူတို့အပေါ်တည်ရောက်မှုရှိတာကိုလည်းပြေထားလို့မရပါဘူးနော်မဖြစ်လို့လဲဆိုတော့နေ့စဉ်ဘဝမှာလုံမိတဲ့အချင်းဆိုးတွေကအမျိုးသားရဲ့ငင်းလေးတမှာမှုကိုကြအစင်းစေတာဒူသွားစေတာအခက်မသိရင် ပန်းသေးပန်းညူတာအခြေဖြစ်နိုင်ပါတယ်။အဲ့လိုဖြစ်တယ်ဆိုရင်ကိုကိုကိုလည်းယုံကြည်မှုမရှိဘဲနဲ့နေ့စဉ်ဘဝမှာအထီးကိုထိခိုက်မှုရှိတာတွေကိုဖြစ်လာနိုင်ပါတယ်။အဲ့ဒီအထဲမှာနံပါတ်၁ချက်အနေနဲ့အလွန်အကျွံအာသာဖြစ်ခြင်းအလွန်အကျွံအာသာဖြစ်ခြင်းကအနာသာရှိပြန်ပန်းရတဲ့ခြင်းလင်းစိတ်ချစင်ခြင်းတွေဖြစ်တတ်ပြီးတော့ အဲ့လိုထတ်တလဲလဲဖြစ်ရာကနေပြီးတော့ငွေလေး၆တွေ့တာတို့ထောင်မချင်းမှာကမောက်ကမဖြစ်ကုန်တာတို့ဖြစ်နိုင်တဲ့အတွက်ကြောင့်ကိုရဲ့ limit ထပ်ပို့ပြီးတော့အာသာဖြည့်ချင်းတွေမလုပ်သင့်ပါဘူးနော်နံပါတ်၄ချက်အနေနဲ့စီးလိတ်တောက်ချင်းစီးလိတ်တောက်ချင်းကသွေးကြောတွေကိုကျင်းစေတဲ့အတွက်ကြောင့်ငွေလေးရဲ့သွေးကြောလေပတ်မှုကိုကြအစင်းစေပြီးတော့အမျိုးသားရဲ့ညီလေးထောင်မှချိန်မှာ သွေးတွေစီးလာလို့ထောင်မလာတာဖြစ်လို့သွေးသိပ်မစီးနိုင်ရင် အရွယ်ဆားနဲ့မာကြောမှုအပေါ်ကို အများကြီးတရောက်မှုရှိနိုင်ပါတယ်။ပြီးတော့ဆီလိတ်ထဲမှာပါဝင်တဲ့ဓာတ်ရုပ်ပစ္စည်းတွေက အမျိုးသားတွေရဲ့တုပ်ဘူးကောင်တွေကိုတည်ဆည်တဲ့အတွက်ကြောင့်တုပ်ဘူးအကြီးအတွက်နည်းသွားတာတို့ပြီးတော့ငေလေးအင်္ဂါတစ်ရှုတွေကို မကျန်းမာစေတာတို့ဖြစ်စေနိုင်ပါတယ်။နံပါတ်3ချက်အနေနဲ့ အယက်အလွန်တောက်ချင်းပေါ့နော်သူတည်တနာတခုအရာအလွန်အကျွန်းအယက်တောက်ချင်းကအမျိုးသားလိန်အင်ကချိုယွန်းမှုရဲ့အဓိက အကြောင်းရင်းဖြစ်တယ်လို့ဆိုထားပါတယ်အယက်အလွန်ကျွန်းတောက်တဲ့အခါမှာငေးလေးထောင်မှတ်နိုင်ဖို့အာယုံကြောတွေအားနေသွားတာမို့လုံလုံလောက်လောက်မထောင်မှတ်နိုင်တာခဏလေးနဲ့ပြန်ကျသွားတာအထွတ်ထိပ်ကိုမရောက်နိုင်တာတို့ဖြစ်စေပါတယ်နံပါတ်၄ချက်အနေနဲ့အားကစားမလုပ်ခြင်း အာကစားမလုပ်ရင်ခန္ဓာကိုယ်ထုထဲနွင်ကင်းဆိုတဲ့ BM body mass index ကတူလာတဲ့အခါကြာဟော်ဘုံဖြစ်တဲ့ testosterone ထုတ်လွှတ်မှုကိုအနောက်ရှက်ပေးတဲ့အတွက် ဟော်မုန်းအားနဲ့ချင်းကတင်းရဲ့လိမ်ပိုက်ဆိုင်ရာလှုပ်ဆောင်ချက်တွေကိုကြအစင်းသွားစေပြီးတော့လိမ်တန်းတီးသွားစေပါတယ်ဒီနေ့ဗီဒီယိုလေးပါတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့အားပေးကြပါနော် like share subscribe လေးကိုလည်းနှိပ်ပေးကြပါလို့တောင်းဆိုပါရစေ